ရန်ချစ်ပါကြောက်တယ်ကြောက်တယ်မိမကြည့်နေတာသူငိုပြမှာဟဲ့ခဏမှာတော့သူဟာလည်းသူချစ်ပါတယ်ပါတကယ်လားဘယ်မှာပထမဦးဆုံးတော့ Cheras မှာမဲနိုင်တဲ့ချက်မှာလဲသူနဲ့အဲ့ပြဿနာဖြစ်ရတယ်သူနဲ့အခုခုနကတော့အဲ့တောင်ပန်ကိစ္စသူ့တောင်ပန်ကြီးပြားလို့ဟုတ်တယ်ပြီးတော့ စင်မော်လဲတက်ကောဘေးမှာသူသူတောက်မှန်ကိုလဲမပြအောင်ဘေးကဒီလိုလဲနေရပြန်ပဲလူရလဲကတ်တာလေအခုကငါကြည့်တော့ပြောင်းတော့တော့ကြားချာနောက်အင်တာဗျူးမှာငိုပြမှာကြောင့်လဲသူ့ကိုလိုက်ကြည့်ခိုင်းရတယ်ဘယ်ချိန်မှသူငိုပြီးကျွန်တော်အကြောင်းပြောနေတယ်အဲကျွန်တော်လဲပြောချင်ပါအောင်ပဲကျွန်တော်အငြင်းနဲ့ငိုနေရဆိုတာကျွန်တော်အငြင်းနဲ့ငိုနေရလဲမဟုတ်ဘူး ရွှေချိုမှာငိုတယ်ဆိုတာကဘာဖြစ်လို့ဆိုကျွန်တော်ရခန်းစားချက်နဲ့ဘလို့ဒီစင်ပေါ်မှာကိုလှုပ်ရှင်တလားကိုရဟိုဘယ်နည်းမှာမျောမှန်းထားတာလားမလုံးနိုင်လို့ကျွန်တော်ငိုမိတာပဲရှိခဲ့တခြားအရာကျွန်တော်ငိုခဲ့လည်းမရှိဘာလို့ဆိုကျွန်တော်ရှိမှဒီအင်တာဗျူးတွေမှာကျွန်တော်ငိုတယ်ဆိုတာကျွန်တော်ဇက်ရုပ်ကိုကျွန်တော်ဒီတိုင်းအကောင်းဆုံးလေးကျွန်တော်ဟိုလှုပ်ရခဲ့ငိုခဲ့တာရှိတာကျွန်တော်တခြားအကြောင်းရမှာမှာ ငိုရဲဆိုတာမရှိဘူးနော်ကာဒါသူလည်းပြောလို့တိုက်ဆိုင်လို့ပြောနေတယ်တချို့ပြိတ္တတွေကကြာနင်ကအမြဲတမ်းငိုနေရအားရှိငိုနေရဆိုတော့ကျွန်တော်ဘယ်နေရာမှာအမြဲငိုနေရလဲမဟုတ်ဘူးလားကျွန်တော်အမြဲငိုနေရလဲမဟုတ်ဘူးကဲဘယ်နေရာမှာငိုတာခုတောင်မှပြောရင်အဲ့လိုမျိုးကြာနေတာအချိန်ကြီးတော့မြင်တဲ့အတိုင်းပါပဲဒါကျွန်တော်ကဟာ professional နဲ့ personal နဲ့ဆိုတော့ personal ကတော့ခေါ်ပါတယ် professional အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့ရမခေါ်ခေါ်မခေါ်ဆိုတာလည်းကျွန်တော်တို့အလုပ်ရဲ့ PR ကြီးလည်းပါတယ်ပြိုင်ပွဲ PR ကြီးလည်းပါတယ်ဆိုတော့အများကြီးပဲပေါ့ အားကြောင့်ကတော့စားဖြစ်တာပါပြင်မာတော့သူ့ဟာနဲ့သူချင်းပါတယ်ပါတကယ်လားရှင်ပြန်ရပါဘောကျွန်တော်ပထမအဦးဆုံးစပြီးတော့အခု team challenge first challenge မှာဆိုလို့ချင်းကျွန်တော်က group နဲ့သွားရတာဟုတ်အဲ့တော့ group နဲ့သွားတဲ့အခါမှာဒီ team ၄ယောက်လုံးညီညီမှသာဒီ group ကနောက်တစ်ဆင့်ကိုရောက်ပါလေအဲ့တော့ကျွန်တော်ကအဲ့၄ယောက်လုံးကိုညီညီညာလေးဖြစ်စေခြင်းနဲ့ပေးတဲ့ဟာလေးတွေကိုတာဝန်ကျေစေခြင်းတာပေါ့နော် အဲ့ဒါလေးစကားများကြတာပါဘာမှတော့မဟုတ် true မရှိဘူးအမ်ဘယ်လိုပြောမလဲကျွန်တော်တို့ကဒါ glue light ကြွားရတာဆိုတော့တရားမကောင်းလို့ရှိရင်ဒီ glue light ကြီးကပြုတ်သွားမှာလေအဲ့တော့ကျွန်တော်တို့အကုန်လုံးကကောင်းစေချင်တယ်အဲ့ထက်မှကိုယ်နဲ့ light မြင်ဟာလေးပေါ့အဲ့လိုမျိုးရွေးကြရင်လည်းစကားများကြတဲ့ပုံစံမျိုးလေးပါဒါမှလည်းကျွန်တော်တို့ပြိုင်တဲ့ချိန်မှာတော့အကောင်းဆုံးတော့ပြိုင်ခဲ့ကြတာပါဒါသူတို့တွေက reality show ကပုံစံထုံးစံအတိုင်းကျွန်တော်ကင်မရာကြီးကနောက်ကတောက်လျှောက်လိုက်နေတာပေါ့နော်လိုက်နေတဲ့အခါမှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတိုင်းကဒီကင်မရာထဲမှာပါသွားတာတချို့ဟာတွေကရမ်းရုပ်ဆိုးတယ် ရန်ရုပ်ဆိုရင်အဲ့ချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီအဲ train train ကိုအဲ့ချိန်မှာတကယ်ကိုကျွန်တော်အဲ့လိုဒီကျွန်တော်ဒါပြန်ပြပြီးတော့အဲ့လိုပြပြပြီးတော့အဲ့လိုပြောပြောဒီတက်ပြောချင်တာပြောချင်တယ်ဆိုတော့ဒါပေမဲ့အဲ့လိုအဲ့လိုသိမ်းပြီးတော့ထိန်းလိုက်တာဒီကနေကိုပြောလို့ရတာပြောချင်တာရန်ချစ်ပါချောက်တယ်ချောက်တယ်မိမရှိနေတာကငိုပြမှာဟဲ့ ခဏတော့မပြောပြပါဘူးစင်ကြီးကဘယ်လိုပြောပြပါလဲကျွန်တော်လည်းပြောသေးတယ်ကျွန်တော်ကတော်တော့ပါဘူးအတူတူဒီလိုရှင်လာရင်းနဲ့သူ့တောင်မန်ကိုထိတာပြားသွားတယ်ကျွန်တော်ပေါ့ရတာဒါလည်းဆက်ဒီတောင်မန်လေးကတကူတကလောက်လာဆိုအဲ့လိုမျိုးလေးပါသူကတိုက်ချလိုက်တယ်မှရဲ့ဒီမှာပြားသွားတယ်မှပြားတိုက်တာမဟုတ်ပါဘူးအင်တာဗျူးဖြေကိုကျွန်တော်ဒီလိုဝင်လိုက်တာကျွန်တော်တောင်မန်ကြီးပြားသွားတယ်သူကဘာလို့လို့လုပ်ရမှာမသိဘူးအဲ့တော့ဒါပွဲမှလေးကဒါတကူပေါ့နော်အခြေအနေလေးကဒီမှာတော့တောင်မန်ပြားတဲ့ကိစ္စဆက်သူလည်းရေစက်ပါတယ် ခွဲမှာပထမဦးဆုံးတော့ chairs မှာမဲနိုင်တဲ့ချက်မှာလဲသူနဲ့အဲ့ပြဿနာဖြစ်ရတာလဲသူနဲ့အခုခုနကတော့အဲ့တောင်ပံကိစ္စသူ့တောင်ပံပြားလို့ရဟုတ်ကဲ့ပြီးတော့စင်မော်လဲတက်ကောဘေးမှာသူသူ့တောင်ပံကိုလည်းမပြားအောင်ဘေးကဒီလိုလဲနေရပြန်ပဲလူရလည်းကတ်ထားတယ်အခုကလည်းကြည့်တော့ပြားတော့မပြောင်းတော့ကြားချာနောက်အင်တာဗျူးမှာငိုပြမှာကြောင့်လို့သူ့ကိုလိုက်ကြည့်ခိုင်းရတာဘယ်ချိန်မှသူငိုပြီးကျွန်တော်အကြောင်းပြောနေတယ် တယ်အခုဒီမှာတော်တော်တတိဓာတ်နေတူကတူကမှကျွန်တော်စိတ်ဝင်စားရတယ်နဲတောက်ကြလိုက်ကြည့်ညာလို့ပြောမရနော်သူစိတ်ထဲမှာဘာရှိလဲဆိုတာမြင်မရဘူးကျွန်တော်ရဲ့နောက်ွယ်မှာကျွန်တော်အเจ้าနေပြောပြီးငိုနေပါဆိုလို့ကျွန်တော်ငိုတာကိုလက်ခံပါတယ်ငိုတဲ့သူတွေကစိတ်နှလုံးသားနှူးညံ့လို့ငိုတာဒါပေမဲ့ငိုတာငိုလို့ရတယ်ဒါပေမဲ့ဟိုဟာကာလန်ဒေတန်ပေါ့သူ့နေရာနဲ့သူတကယ်မရရင်တော့ငိုတာငိုလိုက်ဟိုဘဒူး ဘဒူကပဲပါယူပဲပြောနေဂဲနဲ့ပဲပေါက်နေပေါက်နေကိုမျက်ရည်နဲ့ကိုငိုပါလေဒါပေမဲ့အဲ့လို popular ဖြစ်ချင်လို့ attention ချချင်လို့ငိုရဲဆိုရင်တော့အဲ့ဒါတော့အာမပေးဘူးဘာလို့လဲဆိုတော့ပေးလဲကိုလည်းပင်ပန်းတယ်သူများကြီးလည်းကိုပြောတာဆိုတော့ကိုလည်းပင်ပန်းတယ်ကျွန်တော်ဆိုရင်တော့အဲ့လိုမခံချင်ဘူးအဲ့ကျွန်တော်လည်းပြောချင်ပါအောင်ပဲကျွန်တော်အမြဲတမ်းငိုနေရဆိုတာကျွန်တော်အမြဲတမ်းငိုနေရလည်းမဟုတ်ဘူးရွှေချိုမှာငိုရဲဆိုတာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ခံစားချက်နဲ့ဘာလို့ဒီစင်ပေါ်မှာကိုလှုပ်ရှင်တယ်လားကိုရဲ့ ဟိုဘယ်နည်းမှာမျော်မှန်းထားတယ်လို့မလုံးနိုင်လို့ကျွန်တော်ငိုမိတာပဲရှိတယ်။တခြားအားတွေကကျွန်တော်ငိုခဲ့လည်းမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာဒီအင်တာဗျူးတွေမှာကျွန်တော်ငိုတယ်ဆိုတာကျွန်တော်ဇက်ရုပ်ကိုကျွန်တော်ဒီတိုင်းတိုင်းအကောင်းဆုံးလေးကျွန်တော် ဟိုလောက်ပြခဲ့ငူခဲ့တာရှိတာကျွန်တော်တခြားအကြောင်းရမှာမှာငူရဲဆိုတာမရှိဘူးနော်ကာဒါသူလည်းပြောတော့တိုက်ဆိုင်လို့ပြောနေတချို့ပြိတ္တတွေကကျတော့နင်ကအမြဲတမ်းငူနေရအားရှိငူနေရဆိုတော့ကျွန်တော်ဘယ်နေရာမှာအမြဲငူနေရလဲမဟုတ်ဘူးလားကျွန်တော်အမြဲငူနေရလဲမဟုတ်ဘူးကဲဘယ်နေရာမှာငူတာခုတောင်မှပြောရင်အဲ့လိုမျိုးကြာလေကျွန်တော်နည်းနည်းလေးစိတ်ကမရတော့အဲ့လိုမျိုးပြောချင်ပါသေးတယ်ငူချင်တာမဟုတ်စိတ်တူတယ်မူရတယ်အားစိတ်တူအမြဲတမ်းငူနေရဆိုတော့သူကလည်းပြောစရာအမြဲတမ်းငူနေရဆိုလို့ကျွန်တော်အမြဲတမ်းငူနေရလဲမဟုတ်ပါဘူးမရအခုဆိုနေတော့ငူငူနေတယ်လား အဲ့လိုပါအဲ့အဲ့လိုပါကျွန်တော်ငိုအမြဲငိုနေရမဟုတ်ပါဘူးဟောသူသူတွေအမြဲမငိုကျွန်တော်ငိုတော့မှာဘာလို့လဲဆိုတော့အတောင်ပံပြားဟောင်းပြောခံရအောင်ပါဆိုလို့အတောင်ပံပြားလို့ကျွန်တော်ငိုတော့တောင်းပါပါအောင်ဝေးရတယ်ပြားပါဆိုတောင်းမယ်အားကြီးလုတ်ပေးရတယ်ဟုတ်ကဲ့ကျော်ပါပါခေါ်တယ်မခေါ်တယ်လေခေါ်တယ်လေတောင်ကြားပါတောင်ကြားပါတောင်မဲတောင်မဲထောင်လို့များတော့ခေါ်ပါပြီလေ ကျွန်တော်တို့ဒါခုထိပေါ့နော်ဒီထွက်လာလို့ရှိရင်လည်းအားပေးပါအောင်ကျွန်တော်အကုန်လုံးအကောင်းဆုံးကြိုးစားထားပါရဲ့လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ show လေးကဒါကျွန်တော်ရင်ခုန်စရာတွေအများကြီးပါမယ်။အဲကျွန်တော်ဒါလူငယ်ဖြစ်တဲ့အတွက်ကြောင့်ပြိုင်ပွဲဖြစ်ရရင်တိုက်ခိုက်တွေတော့ပါမှာပဲ။ဒါပေမဲ့တိုင်တွေကြိုက်တိုင်မတိုက်တာလည်းပါမှာပဲ။အဲ့ဒီပုံမှာကျွန်တော်တို့ကအများကြီးပဲစိတ်ဓာတ်ကိုခိုင်ခိုင်မာမထားပြီးတော့ဖြတ်တန်းခဲ့တာဆိုတော့ကြည့်ရတာတော့တန်ပါပါ။အဲ့တော့ပြည်သက်တွေအားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ။